မန္တရပြိသက်များမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်ကဏ္ဍကတော့ Oreo feature ဆိုတဲ့မန္တရဖော့ကတ်အစီအစဉ်ပဲဖြစ်ပါတယ်မန္တရမှာဖော်ပြခဲ့တဲ့အဆောင်ပါတွေကိုအသက်ဆောင်ပါအဖြစ်ပြန်လည်တင်ဆက်ပေးတာလည်းဖြစ်ပါတယ်ရှင်ဒီကနေ့ပြန်လည်ဖက်ပြပေးမယ့်အဆောင်ပါတစ်ပုဒ်ကတော့ကောင်းကင်ဘော်ကတင်မင်းတမန်တွေကိုဘလူကာကွယ်တားဆီးကြမလဲဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပြီးကိုချန်းကပြန်လည်ဖက်ပြပေးသွားမှာပါတော်လည်ကာလ၄နှစ်ကြာလာတဲ့အခါစစ်ကောင်စီက မြေပြင်စစ်စင်ရေးတွေမှာစစ်ရှုံးနေတာနေမြေဆုံးမှုမှုတွေလလွတ်လိုက်ရတာတွေကြောင့်တော်လန်ရေးတပ်ဖွဲ့တွေကိုဝေဟင်ကနေပုံမှုတိုက်ခိုက်လာနေပါတယ်တော်လည်ရင်အင်အားစုတွေအနေနဲ့လည်းနေမြေတွေစိုးမိုးထားနိုင်ပြီဆိုပေမဲ့လေကြောင်းရံကိုတော့အစိုးရနေကြရပါသေးတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဘလောက်ထိခိုက်ဒိဆုံနေကြရပါသလဲ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရောလေကြောင်းရံအတွက်ဘာတွေပြင်ဆင်ထားသလဲနဲ့ တိုင်းသားလက်နက်ကိုင်ဖွဲ့တွေကရော လေချောင်းရံကိုဘလို့တွေပြန်လဲခုကန်နေရတလဲဆိုတာတွေကိုစောင်းပါးရဲမှာနာဆင်ကြည့်ကြပါအောင်ရှင်။စကိုင်းတိုင်းတပေးမြို့နယ်ဦးဒိန်ငွေကြီးရွာကစာတင်ချောင်းကိုမေလ7ရက်မှာစစ်ကောင်စီကလေချောင်းအနေဘုံကျဲတိုက်ခိုက်ခဲ့ဖြစ်ရဟာပြည်သူလူထုအကြအံ့ဩထိတ်လန့်တုန်လှုပ်ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။စီးရေလှောင်ရှားမှုမရှိဘဲစာတင်ချောင်းကိုဘုံကျဲခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာရသူ100နှုတ်အထိရှိတာ ဆီယာမတွေအပါအဝင်ကျောင်းသားကလေးငယ်24ဦးတီအစုလိုက်အပြုံလိုက်အသက်ဆုံးရှုံးခဲ့ရပါတယ်။သေဆုံးခဲ့တဲ့ကလေးတွေရဲ့ပြန်ကျဲနေတဲ့ရုပ်အလောင်းအပိုင်းစားတွေဟာမြင်ရသူအပေါင်းစိတ်နှလုံးကြေကွဲစရာဖြစ်ခဲ့ရပါတယ်။ဒီလိုလေကြောင်းကနေလူတွေအစုလိုက်အပြုံလိုက်သေဆုံးအောင်စစ်ကောင်စီကတိုက်ခိုက်နေတာဟာအခုမှမဟုတ်ပါဘူး။စစ်ကောင်စီဟာရေပြင်စစ်စင်ရေးတွေဆုံးရှုံးတာ၊နေမြေစိုးမိုးမှုတွေလက်လွတ်လိုက်ရတာတွေကြောင့်ဝေရင်ကနေတိုက်ခိုက်တာတွေကိုပုံမလုံးဆောင်လာနေတာပါ တော်လိုင်းကာလာ၄နှစ်ကြာလာတဲ့အခါသခိုင်းတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းရဲ့မြို့နယ်အများစုဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စိုးမိုးထားနိုင်တဲ့အခြေအနေဖြစ်သလိုပြည်နယ်အသီးသီးကတိုင်းရင်းသားလက်နက်ကင်တွေအားလည်းစစ်ကောင်စီရဲ့လက်အောက်ကအလုံးစုံလွတ်မြောက်ဖို့ကြိုးစားနေကြဆဲပါရခိုင်ပြည်နယ်ဆိုရင်တပြည်နယ်လုံးကြီးပါလွတ်မြောက်ထားတဲ့အခြေအနေတစ်ခုပါတော်လိုင်းအင်အားစုတွေအနေနဲ့ဒီလိုနယ်မြေတွေစိုးမိုးထားနိုင်ပြီဆိုပေမဲ့လည်း လေချောင်းရံကိုတော့စိုးရိမ်နေကြရပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုတံမြန်တိုက်ခိုက်ကာကွယ်နိုင်မှုဟာတော်လိုင်းအင်အားစုတွေအတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်။စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်တာကိုမကြာခဏဆိုလိုခံစားနေရတဲ့အညာဒေသမှာအခြေစိုက်လှုပ်ရှားနေတဲ့မြင်းညက်ခရိုင်တရင်ခွနဲ့0ပျောက်ကြားတက်မှာမှတရင်မှုဖိုတက်ကြီးကလေချောင်းတိုက်ခိုက်မှုကိုမဟန်တားနိုင်ရင်ပြည်သူတွေရဲ့အသက်တင်မကအိုးအိမ်စည်းစိမ်တွေပါဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်။ ခုနောက်ပိုင်းမှာကျဲချတဲ့လီနေရဲ့ဘုံတွေကတော့မီးလောင်ဘုံတွေပါတယ်ဗျာမီးတွေလောင်နေတော့ကက်ချာပုံစံမျိုးတွေကျဲတော့ကြတော့တော်တော်များကျဲတဲ့နေရာမှာကသူ့ area ဝန်းကျင်မှာတော့တိတ်မလွတ်တော့ဘူးပေါ့နော်မလိုအဲ့တော့အသက်အိုးအိမ်စီးစိမ်၃မျိုးလုံးဆုံးရှုံးရမယ့်အနေအထားမျိုးခုလက်တလောကရှိနေတာပါဗျာဉာဏ်လေးသိသူတည်တနာအဖွဲ့ထုတ်ပြန်ကြအရာစစ်တပ်အာဏာသိမ်းခဲ့တဲ့2020ခုနှစ်ဖေဖော်ဝါရီမှ2024ဒီဇင်ဘာလအထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ၄00ကျော်ရှိခဲ့ပြီးအရက်သားပြည်သူ၂000ကျော်တေဆုံးခဲ့တာ၃00ကျော်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာတစ်နေ့ထက်တစ်နေ့ပုံမှန်မြင့်တက်လာတယ်လို့ဉာဏ်လင်းသက်သူတေသနာအဖွဲ့ကဆိုထားပါတယ်။မြန်မာနိုင်ငံမှာမြင်းကလေးကြီးလှုပ်ခတ်ပြီးတဲ့နောက်ပိုင်းဧပြီ၂ရက်မှာစစ်ကောင်စီကအပြစ်ခတ်ရဲစဲကြောင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုအပြစ်ခက်ရဲစဲကြောင်ထုတ်ပြန်ထားပေမဲ့စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ကျူးလွန်ခဲ့ပါတယ်ညာလေးတဲ့သူတေသနာအဖွဲ့ဖော်ပြခဲ့တဲ့စီးရင်တွေအရဧပြီလ၁ရက်မှာမေ၂၂ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်းကြီးဟာ900နီးပါးအထိရှိခဲ့ပြီးတေဆုံးသူ300ကျော်ရှိခဲ့ကာဒဏ်ရာရရှိသူမှာ900အထိရှိခဲ့တာကိုတွေ့ရပါတယ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရမှာ jet fighter လေးရဟတ်ယာဉ်နဲ့ drone တွေအပြင် စက်တက်လေတီတွေကိုပါအင်အားဖြည့်အသုံးပြုပြီးဘုံကျဲတိုက်ခိုက်လာတာပါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်မှုအမျိုးသားညီညွတ်ရေးအစိုးရဟာ2022ခုနှစ်မှာ Project Dragonfly ဆိုတဲ့ရန်မုံဝင်ရှာဖွေစီမံချက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်ဒီစီမံချက်ဟာလေကြောင်းရန်ကာကွယ်မှုနဲ့တံမြန်လေကြောင်းတိုက်ခိုက်ရေးအတွက်အဓိကရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီစီမံချက်ကနေစုစုပေါင်းထောက်ပံ့ငွေအမေရိကန်ဒေါ်လာ1.2တန်ရရှိခဲ့ပါတယ်။ 2022ခုနှစ်အော်တိုဝါ9ရက်မှာပြုလုပ်ခဲ့တဲ့ပြည်သူ့ခုခံတော်လှန်ဆဲတနည်းပြည့်သတင်းစာရှင်းလင်းပွဲမှာ NUG သမရာယုံပြိုးရေးဆိုခွင့်ရှိသူဦးကျော်စောက NUG မှာလေးပြည့်တနက်မဟုတ်တဲ့အချိန်ရဲရင်ပြစ်ချနိုင်တဲ့လက်နက်ပိုင်ဆိုင်ထားတဲ့အကြောင်းအရေးမျိုးပြောကြားခဲ့ပါတယ်။2023ခုနှစ်မတ်လ30ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရဟာ Project Dragonfly နဲ့ပတ်သက်ပြီးအတိပေးထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာရရှိထားတဲ့ American Dollar 1.2တန်းအနက် American Dollar 1.4တန်းကိုလေချောင်းရံကာကွယ်ကဏ္ဍအတွက်အသုံးပြုပြီးကျန်ရှိတဲ့ American Dollar 8သိန်းကိုတံပြန်လေချောင်းတက်ခဲ့ရေးကဏ္ဍအတွက်အသုံးပြုဖို့ရာထားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံတကာ Fundraiser နဲ့ပူးပေါင်းလို့ဆောင်ခဲ့တယ်။ ရန်ပုံငွေရှာဖွေစီမံချက်တရားနဲ့ရရှိလာတဲ့ရန်ပုံငွေတွေကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့စနစ်တကျစီမံခန့်ခွဲနေပြီးအလေးအလွတ်မရှိလက်ခံရရှိကြောင်းလည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Project Dragon Fly ကနေရရှိခဲ့တဲ့ရန်ပုံငွေတွေနဲ့ပြုလုပ်ခဲ့တဲ့စစ်စင်အောင်မြင်မှုတွေကိုလုံခြုံရေးအရာတင့်တော်တဲ့အချိန်မှာထုတ်ပြန်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာပေါ်ပြခဲ့ပါတယ်။ Project Dragon Fly ကနေရရှိထားတဲ့ရန်ပုံငွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုမန်တိုင်းသတင်းဌာနကအခုနှစ်ဧပြီလထဲမှာဆက်သွယ်မေးမြန်းရမှာ NUG ကရရှိထားတဲ့ရန်ပုံငွေတွေက94ရာခိုင်နှုန်းကိုစည်ရေးမှာအသုံးပြုနေပြီးစစ်လက်နက်ဝယ်ယူရမှာလဲဗန်နာငွေရှိရင်တော့ဝယ်လို့မလွယ်ကူတာတေယူပို့ဆောင်ရင်လမ်းကြောင်းခတ်ခဲတာ စတဲ့ပြဿနာတွေကြုံတွေ့နေရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။လေကြောင်းရံကိုကာကွယ်မဲ့စစ်လက်နဲ့ပစ္စည်းတွေကိုနေရာစုံမှာတက်ဆင်ထားနိုင်တဲ့အခြေအနေမျိုးမရှိသေးပေမဲ့တချို့နေရာတွေမှာတော့ရှိနေပြီလို့သူကဆက်ပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီအနေနဲ့အများပြည်သူရှိတဲ့နေရာတွေကိုသာပိတ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အဲ့လိုနေရာတွေမှာတော့လင်းပြက်လက်နဲ့မရှိပဲလေကြောင်းရံကာကွယ်ရေးကိုပဲအထူးပြုလုပ်ပေးနေရတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါဗျာ 2022ခုနှစ်တုန်းက NUG မှာလေရင်ပြည့်လက်နက်ပိုင်ဆိုင်ထားတဲ့ကြောင်းအရေးအမြတ်ပြောကြားခဲ့တဲ့သမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကလည်းအခုနှစ်ဧပြီ22ရက်မှာမင်းစည်းမသတင်းဌာနနဲ့လုပ်တဲ့အင်တာဗျူးမှာ NUG အစိုးရအနေနဲ့လေရင်ပြည့်တနက်ကိုပိုင်ဆိုင်ထားပေမဲ့စစ်ကောင်စီရဲ့လေရင်တွေဟာတနိုင်ငံလုံးလှည့်ပတ်ပြန်တန်းနေတာကြောင့်လက်နက်ကိုတနေရာနေတနေရာရွှေ့ပြောင်းဖို့မဖြစ်နိုင်တဲ့အကြောင်းဖြေကြားသွားပါသေးတယ်။ မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်စေယုံကျုပ်ကထုတ်ပြန်တဲ့ viewer 25ကိုကဲမှုအောင်ရှိပဲခူးခရိုင်အမှတ်နဲ့တရင် P2 3702ရဲ့ရှည်တန်းစစ်စင်ပုံရိပ်ဆိုတဲ့ထုတ်ပြန်ချက်မှာတော့ပြည်သူ့ကာကွယ်ရေးဘော်တူ Wi-Fi လက်နဲ့ပြစ်ခတ်နေတဲ့ပုံကိုထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့မှကိုနောင်ရိုးကတော့လင်းပြစ်လက်နဲ့လို့ဆိုရမှာစစ်ကောင်စီရဲ့လင်းရင်ရဟရင်တွေဟာခိမိရဟရင်တွေဖြစ်တဲ့အတွက် တံမြန်ချင်းရောက်ဖို့တိုက်ခိုက်ဖို့အနေဆုံးအစဉ်မီတာ1500ကျော်ပေ9000ခန်းထိပြင်းအားရှိတဲ့ဆက်လက်နဲ့ပစ္စည်းတွေပိုင်ဆိုင်မှသာချင်းရောက်မှုပြုလုပ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်တော်လိုင်းအင်အားစုတွေမှာအများစုပိုင်ဆိုင်တဲ့0.5ဆက်လက်နဲ့0.54ဆက်လက်နဲ့တွေဟာမီတာ1500အထိပြင်းအားရှိပေမဲ့ရဲရင်တွေအနိုင်မှာအနည်းပြန်တန်းကြီးမြေပြင်ကိုဆင်းသက်ခံသည့်အခြေအနေကိုစောင့်ဆိုင်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်နိုင်မှသာအတိုင်းအတာတစ်ခုထိချင်းရောက်နိုင်တဲ့အနေအထားရှိနိုင်မှာလို့သူကဆက်ပြောပါတယ်။ ဲ့လိုပြစ်ခတ်ဖို့ကလည်းလေရဲ့အတက်စင်းပြန်တမ်းမှုလှုပ်ရှားပုံတွေကိုတေချာလေးလာပြီးကြိုတင်ပြင်ဆင်တာလက်နက်အသုံးပြုသူရဲ့တိကျကြွမ်းကျင်မှုအသုံးပြုရာဒေတာရဲ့နည်းမြေပိုင်ဆိုင်တည်ငြိမ်မှုတွေနဲ့ချိန်ဆပြီးမှသာပြစ်ခတ်နိုင်မှာဖြစ်ပြီးမြေပြန့်ဒေတာမှာတော့နည်းမြေစိုးမိုးမှုအတိုင်းအတာတစ်ခုတည်းရှိနေပေမယ့်စစ်ကောင်စီရဲ့လေကြောင်းကိုကြီးကြီးမားမားချိန်ရောက်ဖို့ကခက်ခဲနေသေးဖြစ်တယ်လို့ကိုနောင်ယိုးကမှတ်ချက်ပြုပါတယ်။စင်းမဲ့နေရာကိုပြန်ဆောင်ကြည့်ထားတယ် အနေစားတွေနေလာထားတယ်ပြီးတော့ကိုကဘယ်နားမှာတက်မသိနဲ့ဘလိုနေရာယူနေဆိုတော့ကျူတင်ပြင်ထားတယ်ဒီလက်နဲ့တွေကိုသုံးဆွဲလို့ပါတယ်ကျွမ်းကျွမ်းပိုင်နေတာသုံးဆွဲနိုင်တယ်အဲအချိန်ချင်းခါတယ်ဒေမီယာလည်းသုံးလို့ပါတယ်ဆိုတော့ဒါတွေပေါက်ဆက်နိုင်ရင်ကြောင်လေးအောင်ပြနေတာပေါ့ဆစ်လက်နဲ့တေကြောင်လေးလာရေးသားပေါ်ပြနေတဲ့ Taptic Character ကတော့လေရင်ပြလက်နဲ့လို့ဆိုရမှာ .5 အပါဝင်စစ်ကောင်စီစီက တင်းစီရမိတဲ့ဆက်တနက်ကြီးတွေကိုလင်းပြက်လက်နက်လို့ခေါ်ဆိုနေကြပြီမယ်။အဲဒီလက်နက်တွေဟာလင်းနေကိုထိရောက်တဲ့တိုက်ခိုက်မှုလုံနိုင်စွမ်းနေပါပြီ။ရဟယင်အတက်စင်ပြုလုပ်နေခြင်းမျိုးနဲ့ကြုံတွေ့မှသာပြစ်ချနိုင်မဲ့အခြေအနေဖြစ်တယ်လို့ပြောပါရယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတိုင်းအတာတစ်ခုထိတံမြန်ချင်းကြောက်နိုင်မှုကမီတာ1500နဲ့အထက်ပြစ်ခတ်နိုင်တဲ့ဆက်တနက်ကြီးတွေလိုအပ်နေပြီး ထီထီရဲအောင်နဲ့တံမြန်တက်ခိုက်နိုင်မှုဆိုရင်ပခုံးထန်းတို့မန်ပက်စ်တီလိုအပ်ပါတယ်ဒါပေမဲ့ဝေယူရရှိနိုင်မှုကတော့ရာဂိုင်းနှုန်းနည်းလွန်းလှပါတယ်အဲ့ဒီလိုဝေယူရခက်ခဲပြီမဲ့2024ခုနှစ်ဇူလိုင်လ31ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDF PDF ရဲ့မရီယာမျိုးရင်းစကန်းသိန်းတိုက်ပွဲသတင်းတပ်ပုံမှာတော့စစ်ကောင်စီစကန်းကောင်ကနေတိမ့်ပိုက်ရရှိထားတဲ့37 mm AG အန်ဒီအခရက်ဂန်လေရင်ပစ်ဆက်အမြောက်နစီကိုတွေ့ရပါတယ် FN စစ်လို့ခေါ်တဲ့ပခုံးတန်းလေရင်ပစ်လက်နက်အမျိုးအစားရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစုမှတွေ့မြင်နေရပါတယ်2024ဇန်နဝါရီ3ရက်ကကချင်ပြည်နယ်လိုင်စာအနီးကနာဖော့စစ်တပ်စခန်းစီရိခါလာပို့တဲ့စစ်တပ်ထောက်ပို့ရဟရင်တစီကို KIA ကပြစ်ချမှာလေရင်ပစ်လက်နက်အမျိုးအစားဖြစ်တဲ့ FN စစ်ပခုံးတန်းဒုံးနဲ့ပြစ်ချခဲ့တာလို့ KIA ရဲ့တာဝန်ရှိသူတွေကမီဒီယာတွေကိုအတည်ပြုပြောဆိုခဲ့ပါတယ် အလားတူ KNL လက်အောက်ခံကော့ပရာစစ်ကြောင်းမှဘူဒါဘောနဲ့ဘူစောကော်ရူကလည်း2024နှစ်စန်းပိုင်းမှာပခုံးတန်းလင်ပြည့်မန်ပတ်စ်လက်နက်နှစ်လက်ကိုထုတ်ပြခဲ့ပါတယ်အဲ့ဒီလက်နက်တွေဟာအပူနောက်လိုက်ရေပြင်မှာဝင်ပစ်ဒုံးကျည်တွေဖြစ်တယ်လို့စစ်လက်နက်တွေအကြောင်းရေးသားဖော်ပြတဲ့ Tactical Raptor မှာဖော်ပြတာတွေ့ရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတံပြန်ချင်းကြောင်းနိုင်ရန်မှာ KNI ကအသုံးပြုသွားတဲ့လင်းပစ်လက်နက်အမျိုးအစားဖြစ်တဲ့ FNSA ပခုံးနန်းဒုံးတော့အ ਨੇ ဆုံးရှိနေမှစဉ်းစားလို့ရနိုင်လောက်တယ်လို့ Tactical Character ကအကြံပြုပါတယ်။ဒါပေမဲ့ NUG ကာကွယ်ဝင်ကြီးဌာနရဲ့လက်အောက်အဖွဲ့တွေမှာဒီလိုလက်နက်မျိုးမရှိလောက်သေးဘူးလို့သူကယူဆပြီးသူတို့ပြောနေတဲ့လင်းပစ်လက်နက်ဆိုတာ0.5စက်တနက်ကြီးတွေကိုပဲပြောတာဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။လင်းရင်တွေကိုထိရောက်တဲ့တံမြန်တိုက်ခိုက်မှုတွေလုံနိုင်မှုက အနေအဆုံးအဆင့်0.5စက်လက်နက် Man Pass လို့ခေါ်တဲ့ပခုံးတန်းဒုံးနေလူမျိုးစုလက်နက်ကင်အဖွဲ့ချုပ်ထုတ်ပြလာတဲ့ FNC လို့အပူနောက်လိုက်ဒုံးနေရှိထားတဲ့နယ်လို့ကိုနောင်ယိုးကပြောပါဗျ။ FNC ရဲ့တရားဝင်ဈေးဟာဒေါ်လာ1900နဲ့3000ကျားရှိပြီးမောင်ခိုဈေးကွက်မှာတော့ဒေါ်လာ9000နဲ့ဒေါ်လာ3000ကျော်တိရှိနိုင်တယ်လို့ဆိုပါဗျ။ အထက်ပါဈေးနှုန်းတွေအရဆိုရင် NUG ရဲ့ Project Dragon Fly ကနေရရှိခဲ့တဲ့ရန်ပုံငွေ2.2တန်းတန်းဟာ FNC အမျိုးအစားပခုံးတန်းလင်အဖြစ်လက်နက်တွေဝယ်ယူနိုင်တဲ့အခြေအနေရှိတာကိုတွေ့ရပါတယ်။စကိုင်းတိုင်းရင်မပင်မြို့နယ်အခြေဆိုင်တရင်တစ်ခုရဲ့ရဲဘော်ကတော့လေကြောင်းကတောက်လျှောက်ခက်ဆိတ်ဆိတ်လှုပ်လာတဲ့အခြေအနေမှာစစ်ကောင်စီရဲ့စက်တက်လေတီးတို့တောင်ပြစ်မချနိုင်တဲ့အတွက် NUG ရဲ့ Dragon Fly လို့ project တွေကဝေနေရီမှာတုံးနေလေဆိုတဲ့အနေထားတော့မေးစရာရှိတယ်လို့ဆိုပါရစေ။ ပခုံးတန်းဒုံးတွေဟာအရက်ဘက်လေကြောင်းလိုင်းတွေကိုချင်းချောက်မှုအနေနဲ့ရှိလာနိုင်တဲ့အတွက်အမေရိကန်ဆွေရနေပြီး2000ခုနှစ်နောက်ပိုင်းမှာမန်ဘက်စ်တွေရောင်းချတဲ့မောင်ခိုဈေးကွက်တွေကိုလိုက်လံဖျက်သိမ်းခဲ့တာကြောင့်အမေရိကန်တို့မန်ဘက်စ်တွေရုရှားတို့မန်ဘက်စ်တွေဟာရရှိနိုင်မှုခက်ခဲလာခဲ့တယ်လို့ကိုနောင်ယိုးကဆိုပါတယ်။ဒါပေမဲ့တရုတ်တို့မန်ဘက်စ်တွေကတော့သူဈေးကွက်နဲ့သူရှိနေသေးဖြစ်ပါတယ်။ 2019ခုနှစ်တုန်းက TNL ရဲ့လက်နက်ကူတော်တခုကိုစစ်တပ်ကဖမ်းဆီးရမိချိန် FN စစ်တပ်လက်ကိုသိမ်းဆီးနိုင်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့သူကပြောပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းရံကိုတံမြန်တိုက်ခိုက်နိုင်မှုရန်မုံဝေရှာဖွေတွေပြုလုပ်ပြီးလေရင်ပြည့်လက်နဲ့တည်းရှိနေပြီလို့ထုတ်ပြောခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတံပြန်တိုက်ခိုက်နိုင်တာမျိုးမရှိပေမဲ့တိုင်းရင်းသားဒေသတွေမှာတော့စစ်တပ်အာဏာသိမ်းရင်ကစလို့ဒီနေ့ဒီပြစ်ချခဲ့ကြောင်းတပ်သေးနဲ့တကွာဖော်ပြနိုင်တယ်လေရင်နဲ့ရဲရင်စုစုပေါင်းဟာ6စီးအထိရှိနေပါပြီ။ တက်သေးမပြနိုင်ပဲပြစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တဲ့ရဲရင်၃စီးပါရေတွက်မယ်ဆိုရင်စစ်တပ်အာဏာသိမ်းခြင်းကစလို့ဒီနေ့အထိတော်လှန်ရေးတပ်ဖွဲ့တွေပြစ်ချနိုင်ခဲ့တဲ့လေရင်နဲ့ရဲရင်စုစုပေါင်းဟာ၉စီးအထိရှိနေပါပြီ။လေရင်ပြစ်လက်နဲ့တူပိုင်ဆိုင်ထားသည့်တိုင်အရက်သားပြည်သူတွေကိုသာအ धिक ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့လေကြောင်းရံကိုကာကွယ်နိုင်မှုအတွက်ကြိုတင်ကာကွယ်နည်းလမ်းတွေကတော့လိုအပ်နေသေးဖြစ်ပါတယ်။ စီရီယန်စစ်သားတွေစုဖွဲ့ထားတဲ့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလိုက်အဖွဲ့အစည်းမေလ25ရက်နေ့ကလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းနဲ့အကြံပြုချက်ဆိုတဲ့သုံးသပ်ချက်တခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာလေကြောင်းရံကြိုတင်သတိပေးတဲ့စနစ်တည်ဆောက်ဖို့လေကြောင်းရံကာကွယ်ရေးနဲ့အသိပညာပေးတာရဲ့လှုပ်ဆောင်မှုလေကြောင်းရံတံမြန်အစီအမံတွေလှုပ်ဆောင်မှုဆိုတဲ့အချက်သုံးချက်ပါဝင်ပါတယ်။လေကြောင်းရံကြိုတင်သတိပေးတဲ့စနစ်အနေနဲ့ လေချောင်းစောင့်ကြည့်အဖွဲထားရှိတာအင်တာနက်စကားပြောဆက်တရားတစ်စင်လေချောင်းသတင်းဖြန့်ဝေတာလော့စပီကာနဲ့လေချောင်းသတင်းသတိပေးတာတန်ချောင်းခောက်တာအိုးအိုးဆွဲတာစတဲ့နီလန်းတွေနဲ့လှုပ်ဆောင်လို့ရနိုင်ပြီးတော်လိုင်းင်းနေမြေတွေကဒေသတော်တော်များများမှာတော့အဆိုပါနီလန်းတွေကိုကျင့်သုံးနေကြတာလည်းမြင်တွေ့ရပါတယ်လေချောင်းရဲ့အကာအကွယ်ရေးနဲ့အသိပညာပေးဆိုတဲ့ဒုတိယနီလန်းမှာတော့ဘုံခုအချင်းတွေအလုံးလောက်တူးတာအသိပညာပေးပွဲတွေပြုလုပ်တာ အကျိုးဆက်တိုက်လေ့ကျင့်မှုတွေပြုလုပ်တာစတဲ့အချက်တွေပါဝင်ပါတယ်တတိယနီလန်းဖြစ်တဲ့လေကြောင်းရဲ့တမ်းမြန်အစီအမံနေလို့ဆိုရမှာစာတင်ကြောင်စစ်ဆောင်စကန်ဆေးရုံဆေးကန်းနဲ့အဆောက်အုံတွေကိုလေကြောင်းကနေအလွယ်တကူထောင်းလန်းလို့မရအောင်ပုံဖြတ်ဖုံးကွယ်တာပုံစံတူအဆောက်အုံတွေစောက်လုပ်ပြီးပြစ်မှတ်အတူဖန်တီးတာတွေကိုစူလိုတာပါအဆောက်အုံတွေကိုပုံဖြတ်ရမှာမိမိပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်တဲ့ငါးဖန်းပိုက်ကွန် လတ်စတစ်ကောစစ်ဘက်သုံးပိုက်ခွန်တွေပေါ်မှာတဘာဝပတ်ဝန်းကျင်အယောင်နဲ့ကန့်ညီတဲ့စက်ကူအဝိစာမြက်တစ်သားစရာတွေကိုတက်ဆင်ပြီးဖုံးကွယ်ခြင်းနဲ့ပစ္စည်းပေါ်မှာအုံမိုးကကာကွယ်ထားလို့ရတယ်လို့ဆိုပါတယ်ပြမတ်တုဖန်ဒီယာမှာတော့လေချောင်းတိုက်ခိုက်မှုရဲ့ပြမတ်ဖြစ်နိုင်ခြင်းများတဲ့ဆေးရုံကြောင်စစ်ဆောင်စကန်စတဲ့အဆောက်အုံတွေနဲ့မီတာ90ဝန်းကျင်နေရာမှာပုံစံတူအဆောက်အုံတွေစောက်လုပ်ပြီးပုံရိပ်အောင်ဖန်တီးတဲ့နီလန်းဖြစ်ပါတယ်။ အညာဒေသကတရင်တပ်ဖွဲ့တွေအနေနဲ့ပြန်တန်းနေတဲ့လင်းကိုတိုက်ခတ်ရန်မှာခက်ခဲတဲ့အတွက်ဂရုချင်းဘုံခိုချင်းတူတာလေချောင်းဆန်ရသတင်းအချက်အလက်ဖြန့်ဝေမှုတွေလုပ်ပြီးလေချောင်းသတိပေးကာကွယ်တာတွေလုပ်နေရတယ်လို့မြင်းညံ့ခရိုင်တရင်ခုနှစ်0ပျောက်ကြားတက်မှာမှာတရင်မှုဘုဒ္ဓကြီးကဆိုပါတယ်ဒီဂရုချင်းတူတာမျိုးတွေပေါ့ဒါမျိုးစတဲ့အချက်အလက်တွေပေါ့နော်နောက်လေချောင်းသတိပေးကာကွယ်တာမျိုးတွေပေါ့နော် အဲဒါမျိုးလေးတွေတချို့ကြည့်ကြပါတယ်မှာလဲတန်ချက်ဆက်နဲ့အော်ဒါမျိုးတွေတန်ချောင်းခေါက်တာတွေနောက်ပိုင်းလှုပ်လာတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်လေရင်ပြည့်တဲ့နဲ့ဝေယူရမှာခက်ခဲသလိုအခုအချိန်မှာပုံမှန်အလူငွေနဲ့လဲဝေယူဖို့ကမလွယ်တော့တာကြောင့်ရှိတဲ့လက်နဲ့နဲ့ပဲရှစ်ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့သူကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်ကလည်းစစ်ကောင်စီလေရင်တွေကိုတိုက်ခိုက်တာမျိုးတွေမလုပ်နိုင်ပေမဲ့လေကြောင်းရံကာကွယ်လုပ်ငန်းတချို့ကတော့လုံဆောင်နေတယ်လို့ဆိုပါရယ် ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့မတ်လ22ရက်ထုတ်ပြန်ချက်အရာအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ဘုံခုချင်းတိစောက်ရေးကဏ္ဍအပအဝင်ကဏ္ဍ၄ခုအတွက်မြန်မာကျပ်ငွေ18.2ဘီလီယံအသုံးပြုခဲ့တယ်လို့သိရပါတယ်။အထက်ပါငွေကြေးသုံးစွဲခဲ့တဲ့ကဏ္ဍ၄ခုဟာနံပါတ်၁နေရဲစွန့်ခွာသူတွေနဲ့စစ်ဘေးရှောင်တွေအတွက်စားနပ်ရိက္ခာနဲ့အမိုးကလိုအပ်ချက်တွေဖြည့်ဆည်းပေးတာ နံပါတ်2တဘာဝဘေးရန်ရဲ့ထိခိုက်ခံစားရသူတွေအတွက်ထောက်ပံ့ကူညီတာနံပါတ်3စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ကျန်ရစ်သူမိသားစုဝင်တွေနိုင်ကျင်းနေတဲ့၎င်းတို့ရဲ့မိသားစုဝင်တွေထိလွယ်ခိုက်လွယ်ပြည်သူတွေမတန်ဆွမ်းသူတွေနဲ့တက်ကြီးရွယ်ဦးတွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေအရင်ဆန်းတူလောင်မှုအစီအစဉ်တွေနံပါတ်4ဘုံခိုခြင်းတိဆောက်ပေးတာနဲ့အသိပညာပေးတာတွေအတွက်လိုအပ်တဲ့ဤပညာနဲ့ငွေကြေးအပြင် လူသားစာနာကဏ္ဍလိုအပ်ချက်တွေအတွက်ထောက်ပံ့ကူညီလုပ်ငန်းတွေမှာသုံးစွဲခဲ့တာဖြစ်ပါတယ်။အဆိုပါအခြေအနေတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆန်ရစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကိုမေးမြန်းကြည့်ရမှာတော့စကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်ရဲ့မြို့နယ်36မြို့နယ်မှာဘုံခိုခြင်း1364ကျင်းတူဖို့နိုင်ရတဲ့အတွက် ကြက်တန်းနေရာကျော်ပံ့ပိုးထားပြီးစာတင်ကျောင်းအနေနဲ့စေဘေးရှောင်အများစုရှိတဲ့နေရာတွေမှာတူဖို့ပေးထားတယ်လို့ဆိုပါရယ်။ကျန်ငွေ18ဒသမ2ဘီလီယံတွေကဘုံခိုခြင်းအတွက်ကြက်တန်းနေရာကျော်သုံးဆွဲခဲ့တာဖြစ်ပါရယ်။ရမပင်မြို့နယ်အခြေစိုက်တရင်တစ်ခုရဲ့အဖွဲ့ဝင်ရဲဘော်တူကတော့ အိမ်တိုင်းစိတ်ဘုံခိုခြင်းတူပေးနိုင်မှုဘတ်ဂျက်လိုအပ်ချက်များစွာ ရှိနေတာကြောင့်လေချောင်းမကြခဏတိုက်ခိုက်ခံရတဲ့ဒေသတွေမှာဘုံခိုခြင်းဂရုကျင်းတွေတူဖို့ကြဖို့လူမှုကိုစီယုံတိုက်တွန်းတာလိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးတာတွေလှုပ်ဆောင်တယ်လို့ဆိုပါတယ်။စကိုင်းတွင်ကျေးရွာတချို့ကစာသင်ကျောင်းတွေမှာတော့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ဘုံခုခြင်းတွေတူးပေးတာရှိပေမဲ့ခြားထားပေးတဲ့ဘတ်ဂျက်ပမာဏနဲ့မြေပြင်မှာရှိတဲ့ကျောင်းသားဥယျာဉ်ဟာမလောင်းကားတာကြောင့်ကိုတူကိုရပဲတူးနေကြရတယ်လို့ရင်းမပင်အခြေဆိုင်ကာဝေးရေးဘော်တူးကမန်နိုင်ကိုပြောပါတယ်။စကိုင်းတိုင်းရင်းမပင်မြို့နယ်၊ကဏီမြို့နယ်နဲ့ချောင်းမြို့နယ်ကဒေသခံတွေကိုဘုံခုခြင်းအတွက်ထောက်ပံ့ပေးတာမျိုးရှိလားဆိုတာမန်နိုင်သတင်းဌာနကမေးမြန်းစုံစမ်းကြည့်တဲ့အခါ ပြည်သူအများစုကတော့စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးအနေနဲ့ကာဝယ်ဖို့ဘုံခိုခြင်းတွေကိုကိုတူကိုရသာတူးနေရတယ်လို့ဆိုပါတယ်။ဘုံခိုခြင်းတခြင်းတိဆောက်အောင်မှာထမ်းမင်ပင်စီနဲ့တဲအိတ်တွေကိုအကာအရံဖြစ်အသုံးပြုပြီးတိဆောက်တာတစ်သားကြောက်စလစ်အိတ်နဲ့တဲအိတ်တွေအသုံးပြုပြီးတိဆောက်တာဗီလက်မြေနဲ့ကွန်ကရစ်တွေအသုံးပြုပြီးတိဆောက်တာစသဖြင့်အသုံးပြုတဲ့ပစ္စည်းပုံမူတည်ပြီးဈေးမျိုးမျိုးကွာခြားမှုရှိတယ်လို့ဆိုပါတယ်။ ပထမပုံစံတစ်မျိုးနဲ့ဆောက်လုပ်ပါကမိသားစုသုံးဖြစ်တဲ့ရှစ်ပေပက်လေဘုံခိုခြင်းတခြင်းအတွက်ကျင်းတူကကျင်းမွန်တင်တဲ့ထမ်းမင်တစ်သားစရာတွေခုတ်ယူစီသဲနဲ့ကြောက်စလစ်ဝယ်ယူစီအလုသမားငှားရန်ကဆယံနရားငှားရန်ကတွေအပါဝင်ဘုံခိုခြင်းတခြင်းကိုကျက်သုံးသိန်းရာနေ၅သိန်းကြာကုန်ကြပါတယ်တတိယနီလန်းဖြစ်တဲ့ကွန်ကရစ်နဲ့ဆောက်လုပ်ပါကဘီလက်မြေဝယ်ယူစီကျောက်စလစ်နဲ့တဲဝယ်ယူစီအလုသမားငှားရမ်းကားတွေကြောင့် ဝန်ခိုခြင်းတခြင်းကိုကျက်ဆက်သိန်းကနေ15သိန်းကြားကုန်ကြစီရှိတယ်လို့ရင်းမပင်ဒေသခံတူကဆိုပါတယ်ဘုံခိုခြင်းတွေတူဖို့ရမှာအကာရန်တွေမပါဝင်ပဲကျင်းသီးသန့်တူကတယ်15000ဝန်းကျင်ပေါက်စီရှိပါတယ်တော်လိုင်းစိုးမိုးနယ်မြေတွေကကြေးရွာတချို့မှာတော့ရဲဘော်တွေကလိုအပ်ပြီးအဖြစ်ကျင်းလိုက်တူပေးတာတွေရှိနေပေမယ့်အားလုံးဒီပါကကိုရူကိုရသာလုပ်ကြရတယ်လို့သူကဆက်ပြောပါတယ်လူခွေဆိုင်ရာဝန်ကြီးဌာန MOH ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့်အရဲသားပြည်သူတွေထိခိုက်သေဆုံးမှုတွေရောပါသွားဖို့စစ်ကောင်စီတန်းစီစဉ်နေတဲ့လင်းစီတွေလက်နက်ခဲယမ်းတွေရပ်တန့်သွားအောင်ကြိုးပမ်းတာစစ်ကောင်စီရဲ့နိုင်ငံတကာယာဆွေးမှုမြောက်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုအပြည်ပြည်ဆိုင်ရာယာဆွေးမှုတရားရုံးကနေစုံစမ်းနိုင်မှုလမ်းကြောင်းရှာဖွေတာ လူညိုရေးကောင်စီကလွှဲပြောင်းနိုင်မှုတောင်းဆိုတာနိုင်ငံအလိုက်တရားစွဲဆိုမှုအရေးယူဆောင်ရွက်မှုတွေလုပ်နိုင်အောင်ကြိုးပမ်းတာတွေလုပ်ဆောင်နေတယ်လို့ဆိုပါရယ်လက်တလုံးမှာတော့စစ်ကောင်စီဟာပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်သူတို့အားသာတဲ့လေကြောင်းအနေတိုက်ခိုက်တပ်ဖြတ်နေသေးပါပဲအညာဒေသမှာစခန်းသိမ်းတိုက်ပွဲတွေကိုမကြာခဏဆင်နွှဲနေတယ်မြင်းညက်ခရိုင်တရင်ခွနဲ့0ပျောက်ကြားတက်မှာမှာတရင်မှုပိုသက်ကြီးကတော့ဘလူးပင်လေးကျင့်ထားတဲ့စစ်တပ်အဖွဲ့အစည်းဖြစ်ပါစေ လေကြောင်းတိုက်ခိုက်မှုသာမပါရင် တော်လိုင်းအင်အားစုတွေဘက်ကစီးရေးအခြေအနေအလုံးစုံအသာစီးနဲ့ရှင်းပြနိုင်တယ်လို့ဆိုပါတယ်။ရန်သူချင်းစီးချင်းထုတ်ရမယ်ဆိုရင်တော့ကျွန်တော်ရန်သူနဲ့စီးချင်းထုတ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကဒေတာပေါက်ကြောက်ကိုမကြောက်ဘူး။သူကသူကွန်ပိုင်းလုံးဘက်ကလို့ဘာဖြစ်နေနေဘလောက်ပဲလေ့ကျင့်ထားတဲ့ဖွဲ့စည်းတွေလာလာကျွန်တော်တို့ရန်သူကိုကျွန်တော်တို့ဟိုအပြတ်ချေမှုနိုင်မယ်။